တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးတရားဆင်နွှဲကြဖို့ပဲဖြစ်နေတယ်အမျိုးသားညီညွတ်ရေးဆိုရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးဖွဲ့တွေဟာဒီထွေထွေထိုးစစ်ကြီးအတွက်ပြင်းပြင်းကြိုးပမ်းနေကြတယ်ဆိုတာအသိပေးလို့တယ်ရဲဘော်လို့ ARD တိုင်းစစ်ဌာန U29 အခြေခံစစ်ပညာ အပတ်စဉ်ကတင်တန်းဆင်းပွဲမှာအခုလိုအမှားစကားပြောခွင့်ရတဲ့အတွက်အထူးဂုဏ်ယူကြောင်းပြောလိုတယ်။ဒေါ်လာဤတံတော်တရားဖြစ်တဲ့အားလျော်စွာ PDF ရဲဘော်တွေဖြတ်တန်းရတဲ့ခီးဟာအင်မတန်ခက်ခဲကြမ်းတမ်းခဲ့တယ်။ဘလို့ပဲကြမ်းတမ်းဒီဖိခွက်ချီးချံအလံမလဲစိတ်တန်းတဲ့ကြမ်းကြမ်းခါဖြတ်တန်းခဲ့ကြတဲ့ရဲဘော်တို့အတွက် အထူးဂုဏ်ယူတယ်အခုဆိုတော်လိုက်ခီလေးနှစ်တိုင်ခဲ့ပြီဖြစ်တယ်လို့အောင်ပွဲလီလီကိုလည်းစုခူးနိုင်ခဲ့ကြပြီဖြစ်တယ်ရဲဘော်တို့ဟာ PDF အဖြစ်ခံယူရတဲ့နေ့ကစလို့ဘလို့ခက်ခဲမဆိုရင်ဆိုင်မှုကြော်ရွားမှုတန်ဋိဌာန်ချပြီးဖြစ်တယ်လို့နားတယ်လေ AR တိုင်းစစ်ဌာနရဲဘော်တွေအနေနဲ့မိုးရမြေ ်မြေဝကျုံးပေါ်ဒေသမှာအခုလိုခြေပြုတ်နိုင်တာဟာပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုလုံးအတွက်အခုဂုံယူစရာဖြစ်တယ်ရဲဘော်တို့အနေနဲ့မိုးရမြေက ပြည်သူတွေပါဝင်မြမတပီလုံးကပြည်သူအားလုံးစစ်ကြုံဘွားကလုံးမြောက်အောင်စွန်းစွန်းတမန်စွန်းဆောင်ကြလိမ့်မယ်လို့လည်းယုံကြည်တယ်ရဲဘော်တို့ရဲ့အောင်ပွဲဟာမြမပြည်သူအားလုံးရဲ့အောင်ပွဲလည်းဖြစ်တယ် အနည်း90ကျော်တိဆောက်ထားတဲ့ဒီအကျန်းဖက်လက်နက်ကင်ဖွဲ့ကြီးကိုဒလင်းနေသား PDF ကဥကြောချိုးပြနေခဲ့တယ်ဆိုတာကရဲဘော်တို့ရဲ့လက်ရုံးကြီးနှလုံးကြီးသူ့ကြောထက်မြက်မှုကိုပေါ်ပြနေတယ်မြို့ဝကျော်မသားရဲဘော်တွေဟာအမိန်နာကမှုလဲကောင်းတယ်စစ်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေကိုလဲလေးစားလိုက်နိုင်ကြတယ်တိုက်စားကြီးလဲရှိတယ်ဆိုတာ မဟာမိတ်တန်ဖိုးတွေကလည်းချီးကျူးကြတယ်။မြို့ဝကျွန်းပေါ်သားတွေတိုက်ပွဲဝင်တိုင်းအောင်အဖက်ဖက်ကကူညီပေးခဲ့တဲ့မဟာမိတ်ခေါင်းဆောင်များနဲ့ရဲဘော်များကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောလိုတယ်။စစ်မဟာဗျူဟာရငါတို့ဟာအဆင့်၃ဆင့်ကိုဖြတ်တန်းကြရတယ်။ပထမအဆင့်အနေနဲ့တိုင်းနိုင်ငံလုံးကွက်ပြစ်စီရင်လှုပ်ရှားနိုင်အောင်ကြိုးပမ်းခဲ့ကြတယ်။ အခုဆိုဒေတာတိုင်းမှာတတ်တီဆောင်မှုတက်ဖြတ်နေရယူဟုဟာအတိုင်းတာတစ်ခုထိပြီးမြောက်ခဲ့ပြီလို့ပြောနိုင်တယ်။ ARD တိုင်းသားတွေရဲ့အိမ်ပြန်ခရီးကတော့ငါတို့ရဲ့ကွက်ပြေမဟာပြူဟာကိုပြည်စုံစီခဲ့တယ်။ဒုတိယခေတ်အနေနဲ့မဟာပြူဟာထိုးစစ်ဆင်ပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲကြရတာပဲ။ အခုရဲဘော်တို့ဟာဒီဆင့်ကိုဖျက်တမ်းနေကြတာဖြစ်တယ်။တတိယဆင့်အနေနဲ့တနိုင်ငံလုံးအခွေတွေထိုးစစ်ကြီးတရဆင်နွှဲကြဖို့ပဲဖြစ်လိမ့်မယ်။အမျိုးသားညီညွတ်ရေးဆိုရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးဖွဲ့တွေဟာဒီခွေတွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအသိပေးလို့တယ်။ဒီထိုးစစ်ကြီးမှာ မြဝကျုံးတော်ဒီဒေသဟာအရေးကြီးတဲ့စစ်မျက်နှာတစ်ခုဖြစ်ပါဝင်ရမှာဖြစ်တယ်။ရဲဘော်တို့အားလုံးကိုတာကိုလိုအောင်ခန်းကြလိမ့်မယ်လို့ယုံကြည်တယ်။ဒီနေ့သင်တန်းစင်ပွဲမှာအထူးမှာလိုတာကတော့ရဲဘော်တို့အားလုံးအစစ်စင်သောကုတ်ကဲမှုတဲ့အထက်အမိတ်ကိုနာခံကြပါ။ဘယ်လောက်ကအမဆိုးအုံနောက်သုံးနိုင်တဲ့သူကတပန်းတာတာပဲ။ ရဲဘော်တို့အနေနဲ့မဟာဗျူဟာမြောက်ပြီးနီးပရိရဲ့ကျွယ်ဝတဲ့လိမ္မာပန်းတတ်တဲ့တိုက်ပွဲများပေါ်ဆောင်ကြပါတိုက်ပွဲတရားအောင်ပွဲတရားရကြပါစေပြည်သူတော်လှန်ရေးမုတ်ချအောင်ရပါ